ပါရှင်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဝအဖွဲ့သားတွေကစူးစီးတင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်းလုံးမှာမိုးတက်လေပြင်းကြောင့်မူကြိုကျောင်းဟောင်းပြိုကျပြီးကလေးတအူးဒဏ်ရာရတဲ့သတင်း။မြိတ်မှာစစ်မှုထမ်းလာစဉ်ကျေးဆိုပြီးငွေကျပ်တောင်းချီကောက်နေတဲ့သတင်း။တနင်္သာရီဘန်လမော့ဒေတာခန့်အမျိုးသား၃ဦးကိုစစ်ကောင်စီတပ်ကဖမ်းထားတဲ့သတင်း။ ရေပြူစာဒီအုပ်စုမှာစစ်ကောင်စီစစ်တောင်းကဖမ်းထားတဲ့ရွာသားတချို့ပြန်လွတ်လာတဲ့တဲ့င်းလူသက်သမားမင်းအောင်လှိုင်ကိုငါတို့မကြိုဆိုဆိုတဲ့စာတန်းချိတ်ပြီးဘန်ကောက်မှာဆန္ဒပြတဲ့အကြောင်းဘန်ကောက်အနီးတနက်ပစ်ခတ်မှုဖြစ်တဲ့အချိန်နေမြမငလင်ဘေးအတွက် UK အစိုးရကစတာလင်ပေါင်15တန်းကူညီခဲ့တဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်။ လောင်လုံးမြို့နယ်ကဒန်းငယ်စိတ်ရွာမှာဧပြီလ3ရက်ကမိုးရွာပြီးလေပြင်းတိုက်ခတ်မှုကြောင့်မူကြိုကျောင်းအဆောက်အုံဟောင်းတစ်ခုပြိုကျပြီးအသက်၈နှစ်ခန့်ရှိတဲ့ကလေးတဦးဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါရယ်။တစ်ကသွန်မိုးထားတဲ့မူကြိုကျောင်းအဆောက်အုံထဲမိုးဝင်ခိုကြတဲ့ကလေး3ဦးထက်ကတဦးဟာပြိုကျတဲ့တစ်သားပိုင်းစနဲ့ဖိမိပြီးဒဏ်ရာရခဲ့တာဖြစ်ပါရယ်။တနင်္သာရီတိုင်းပါဝင်နိုင်ငံအနှံ့အပြားမှာဧပြီလပထမပတ်နဲ့ဒုတိယအပတ်အတွင်း အချိန်ခါမဟုတ်မိုးရွာနိုင်တယ်လို့စစ်ကောင်စီမိုးဇလဌာနကထုတ်ပြန်ထားပါတယ်။မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာ၊လျှက်စီးလက်တာ၊မိုးကြိုးပစ်တာ၊မိုးသီးကျကြတာတွေဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။မြိတ်မြို့မြိတ်တောင်နယ်မြေကရက်ကွက်တချို့မှာစစ်မှုထမ်းလာစဉ်ကြေးဆိုပြီးငွေကြက်တောင်းချီကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေက လာစဉ်ကောက်ခံနေလို့အခက်ခဲကြုံနေရတယ်လို့မျိုးကတချို့ကပြောပါရယ်2024နှစ်စမ်းမိုင်းကစပြီး စစ်မှုထမ်းလာစဉ်ကြီးဆိုပြီးအိမ်အောင်စုတစုကိုငွေကျပ်၄000ကနေ6000အထိလာစဉ်ကောက်ခံနေတယ်လို့ပြောပါရယ်။လောက်ကုံရက်တွေမှာရက်ကွက်အုပ်ချုပ်ရေးမှူးမိမတွေကိုယ်တိုင်စစ်မှုထမ်းကြီးဆိုပြီးလိုက်လံကောက်ခံနေတာပါ။မပေးဘဲနေရင်ချင်းချောက်ပြောဆိုတာတွေရှိတယ်လို့အမျိုးသားတဦးကပြောပါရယ်။တနင်္သာရီမြို့နယ်ဘလမော့ကျေးရွာအုပ်စုထုံွဲရွာကမြို့သား၃ဦးနဲ့ပနတ်ငယ်ရွာကမြို့သား၂ဦးကိုဧပြီလ၃ရက်မနက်၁၇နာရီခန့်မှာ လမ်းကင်းယူထားတဲ့စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။အဲ့ဒီထဲကပနတ်ငယ်ရွာကအမျိုးသား၂ဦးကိုညနေ3နာရီမှာပြန်လှော့ပေးလိုက်ပြီးမဲ့ထောင်ရွယ်ရွာသား3ဦးကိုတော့ဒီကနေ့မနက်အထိပြန်လှော့ပေးတာမရှိသေးဘူးလို့ဒေသခံတွေကပြောပါရယ်။ဖမ်းဆီးခံရတဲ့ထောင်ရွယ်ရွာကအသက်40ဝန်းကျင်အရွယ်ဦးထွန်းကြိုင်ဦးထွန်းကိုနဲ့ဦးမြင့်ကိုတို့၃ဦးဟာလယ်ဦးကြီးရွာကရောဘတ်ချန်အလို့သမားတွေဖြစ်ပြီး လယ်ဦးရွာဘက်ကိုသွားတဲ့လမ်းမှာလမ်းကင်းယူထားတဲ့စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။သူတို့သုံးဦးကိုကြိုးတုပ်ထားပြီးအောက်ကင်းရွာအခြေဆိုင်ခမာယာ958တပ်ရင်းကိုခေါ်ဆောင်သွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။ရေပြုံမြို့နယ်ဇာတိကျေးရွာအုပ်စုခေါင်ပြန်ရွာနဲ့ဒိုက်တကော်ရွာမှာစစ်ကောင်စီတပ်စစ်ကြောင်းကဖမ်းထားတဲ့ရွာသားတချို့ဧပြီလ3ရက်မှာပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ အသက်ကြီးပိုင်းမျိုးသမီးတွေနဲ့အမျိုးသားကြီး၃ဦးကိုမနေ့ကပြန်လှုပ်ပေးလိုက်ပြီးတချို့ကတော့ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်မောရဝရီရေတက်နဲ့ဇာတိရွာမှာ တက်ဆွဲထားတဲ့ခြေလင်တက်ကမတ်လ31ရက်နဲ့ဧပြီလ1ရက်2ရက်မှာစစ်ကြောင်းထိုးလာပြီးဒေသခံတွေကိုဖမ်းဆီးခဲ့တာဖြစ်ပါရယ်ဧပြီလ3ရက်မှာနောက်ထပ်စစ်ကောင်စီတက်ကား2စင်းအင်အားထပ်ဖြည့်ထားတယ်လို့ဒေသခံတွေကပြောပါရယ် နိုင်ငံဘန်ကောက်မြို့မှာဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့လာတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမယောင်နိုင်ကိုဘန်ကောက်နေပြည်သူတွေကဆန္ဒပြခဲ့ပါတယ်။ဘန်ကောက်မြို့လေကြောက်ဖျားမြစ်ရဲ့ဂုံးကြော်တံတားတစ်ခုမှာအဖြူရောင်နောက်ခံအရှိမအနက်ရောင်စက်လုံးတွေနဲ့လူသားသမားမယောင်နိုင်ကိုငါတို့မကြိုဆိုဆိုပြီးရေးသားထားတဲ့စာတမ်းချိတ်ဆွဲဆန္ဒပြခဲ့တာဖြစ်ပါတယ်။စာတမ်းချိတ်ဆွဲထားတဲ့နေရာအနီးကရှန်ဂရီလာဟိုတယ်မှာကျင်းပမဲ့ဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့လာတဲ့စစ်ကောင်းဆောင်မယောင်နိုင်ကို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။မြမနွေဦးတော်လန်ရေးအလုသမားအဖွဲ့အစည်းတွေကလည်းမင်းအောင်လှိုင်ကိုအနက်ရောင်အဝတ်အစားတွေဝစ်ဆင်ပြီးဆန္ဒပြကြဖို့ထိုင်းရောက်မြမအလုသမားတွေကိုတိုက်တွန်းထားပါတယ်။ဘန်ကောက်မြို့နီးကစမော်ပရကန်ခရိုင်ဖက်ဘဲတင်ဒေသဘန်ယွန်ဈေးအနီးမှာဒီကနေ့နေ့လယ်12နာရီခွဲခန့်ကတနက်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျာ။ ဈေးရကအလှူတစ်ခုမှာအချင်းချင်းစကားများရန်ဖြစ်ပြီးတနက်ပစ်ခတ်မှုဖြစ်ခဲ့တာပါတနက်ဆယ်ချက်ခန့်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်လူတဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်ပုံစံမတူတဲ့ကြည်စံအခွန်တွေကိုစစ်ဆေးတွေ့ရှိတာကြောင့်တနက်ပစ်ခတ်သူဟာနှစ်ဦးအထက်ရှိနိုင်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကကနဦးကောက်ချက်ချပါတယ်တနက်သမားကတော့ထွက်ပြေးလွတ်မြောက်နေပါတယ် UK နိုင်ငံမှာထိတ်တန့်ပြဟိတအဖွဲ့ကြီးတွေစုပေါင်းထားတဲ့ ေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကော်မတီကငလင်ဘေးသည့်မြန်မာပြည်သူတွေအတွက်ရန်ပုံငွေကောက်ခံမှုအစီအစဉ်မှာ UK ဆိုရကစတာလင်ပေါင်၅သန်းထည့်ဝင်ကြောင်းကြော်တပရီနေ့ကတင်ညာလိုက်ပါတယ် UK ဆိုရဟာငလင်ဘေးဒဏ်သည့်မြန်မာပြည်သူတွေအတွက် စတာလင်ပေါင်၁၀သန်းကိုကနအူးပန့်ပိုးပေးထားပြီးအခုထတ်တိုးရန်ပုံငွေအပါအဝင် စုစုပေါင်စတာလင်ပေါင်၁၅သန်းကူညီထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်မြန်မာငလင်ဘေးကူညီရေးအတွက် UK အစိုးရရဲ့ရန်ပုံငွေတွေဟာ မြန်မာစစ်တပ်ထံသို့စီစဉ်ခြင်းလုံးဝမရှိဘူးလို့မြန်မာနိုင်ငံဆိုင်ရာ UK တန်ယုံကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံကအခုအညီအလွန်မင်းလိုအပ်နေတဲ့ပြည်သူတွေအတွက်ဘေးအန္တရာယ်များဆိုင်ရာအရေးပေါ်ကော်မတီရဲ့ဆောင်ရွက်ချက်တွေကိုပံ့ပိုးခွင့်ရတဲ့အတွက်ဂုဏ်ယူမိတဲ့အကြောင်း UK အစိုးရဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး Baroness Chessman ကပြောပါတယ်။ငလင်တန်ပြင်းထန်ဆုံးခံစားရတဲ့ဒေသတွေထံ UK အစိုးရရဲ့အကူအညီတွေရောက်ရှိနေပြီလို့လည်းသူကဆိုပါတယ်။ ခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစီကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်